ရန်ကုန်မြို့ရဲ့အထင်းကွမဲ့တိုးတက်လာတဲ့မြို့ပြလူနေမှုစနစ်နဲ့အတူအထက်မြေဆောက်အုံတွေကြောင့်မြန်မာနိုင်ငံရဲ့အမျိုးသားအမတ်သားတစ်ခုဖြစ်တည်ရှိနေတဲ့ရွှေဒဂုံစီရီတော်ရဲ့ယဉ်ကျေးမှုမြင်ကွင်းကိုပိတ်ဆို့ထားသလိုဖြစ်နေပါဗျ။စနစ်ကျတဲ့မြို့ပြစီမံကိန်းရန်ကုန်မှာရှိရလား။တနိုင်ငံလုံးကတံပိုးထားတဲ့ရွှေဒဂုံစီရီတော်ရဲ့ပတ်ဝန်းကျင်မှာစနစ်ကျတဲ့မြို့ပြစနစ်မရှိဘဲဖွံ့ဖြိုးတယ်ဆိုတာအနေရရှိတယ်လို့ဆိုသူဦးမော်လင်းကအလင်းမြန်ဖွံ့ဖြိုးတိုးတက်နေတဲ့ရန်ကုန်မြို့မှာမြို့ပြဖွံ့ဖြိုးမှုကို စနစ်တကျထိန်းချုပ်မဲ့စီမံခန့်ခွဲမှုစနစ်တွေတေချာရေးဆွဲပြီးမှဖွံ့ဖြိုးရေးစီမံကိန်းတွေလှုပ်တင်တယ်လို့ဆိုပါတယ် ကျွန်တော်တို့ပထမတစ်ခေါက်ဒီဇင်ဘာတော့ဖြစ်မယ်ကျွန်တော်တို့ပြည်သူကတင်ရနေပြီးတော့ safe ရန်ကုန်ရန်ကုန်မြို့ကြီးကတော့ဒီ urban control မရှိဘဲနဲ့เนาะစနစ်တကျဒီမြို့ပြဖွံ့ဖြိုးမှုကိုစနစ်တကျမထိမ်းမဲနဲ့အလွန်နှင်မြန်တဲ့အရှိန်နဲ့ဖွံ့ဖြိုးတိုးတက်နေပြီဆိုရင်ရန်ကုန်မြို့ထိခိုက်စရာအများကြီးရှိတယ်ဆိုတော့အကြောင်း program တခုလုပ်တယ်ဇင်းလေးဘွယ်တခုလုပ်တယ်အဲ့ဒီကနေပြီးတော့လည်းရန်ကုန်မြို့နဲ့ပတ်သက်ပြီးအကြံပြုချက်တွေကျွန်တော်နိုင်ငံတော်သမ္မတဆီကိုစတင်ခဲ့တယ် ဲအဲ့ဒါရဲ့အဆက်လို့ဆိုမှာပေါ့အခုကတော့ရွှေတကုံရွှေတကုံပတ်ဝန်းကျင်မှာသူစီမံကိန်းတွေရှိတာပေါ့လေဟောအဲ့လိုရှိလာတဲ့အခါမှာစနစ်တကျဖြစ်ဖို့စနစ်တကျအခွင့်ပြုတိုးတက်တဲ့စီမံကိန်းစနစ်တွေရှိမှာဖြစ်မယ်ဆိုတဲ့အကြောင်းကိုသတိပေးချင်တာအဓိကအကြောင်းရတော့မြန်မာနိုင်ငံဘီတုကအသင်းအနေနဲ့ရွှေတကုံစီရီတော်ထိမ့်သိမ့်ဖို့တုံ့သက်ချက်တွေပါတယ်အကြံပြုစာတစ်စောင်ကို မြန်မာသမရစီပေးပို့ထားပြီးပညာရှင်တွေရဲ့သုံးသက်ချက်တွေကိုလည်းထုတ်ပြန်သွားမှာလို့ဆိုပါတယ်မြန်မာနိုင်ငံဘီတုကအတင်းကနေရွှေဒဂုံကိုထိမ့်သိမ့်နိုင်ဖို့ဘီတုကပညာရှင်တွေမြို့ပြပညာရှင်တွေတဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်ရေးပညာရှင်တွေနဲ့အတူပညာရှင်များစွာပါဝင်တဲ့ Safe ရွှေဒဂုံ Forum ကိုအိုးရိမ်နဲ့မြို့ရဖွံ့ဖြိုးတိုးတက်ရေးဌာနမှမေ18ရက်နေ့ကကျင်းပခဲ့ပါတယ်သမိုင်းဝင်နေရာတွေမှာစီမံကိန်းအတွက်ဆုံးဖြတ်ချက်ချတဲ့အခါရေရှည်မှာဖြစ်တဲ့ဖြစ်ထိုက်တာတွေကိုတည်တည်ချာချာနားလည်ပြီးမှဆုံးဖြတ်ဖို့လိုတယ်လို့ဆိုသူက မြို့ပြစီမံကိန်းဒီဇိုင်းကြောင်ဆွေးနွေးခဲ့သူဒေါ်လှိုင်မော်ဦးပါဘိုးဘွားစင်ဆက်ကလက်ဆင့်ကမ်းပြလာတဲ့အဖို့ရံအမွေးနှစ်တခုကိုယာယီလိုချင်တာလေးတခုအတွက်သာကြည့်ရမှာမဟုတ်ဘဲကိုသားစဉ်မြေးဆက်အတွက်ပါထည့်စဉ်းစားရမယ်လို့ပြောပါတယ် ကျမတို့ကဆုံးဖြတ်ချက်တစ်ခုချမယ်ဆိုရင်အခုရေတိုလေးကိုကြည့်ပြီးတော့ဆုံးဖြတ်တာမျိုးမဟုတ်ဘဲနဲ့ရေရှိမှဖြစ်တဲ့ဖြစ်ထိုက်တာကိုတည်တည်ချာချာနားလည်မှဆုံးဖြတ်ဖို့လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့မိဘဘိုးဘွားအစဉ်ဆက်ကပေးခဲ့တဲ့အင်မတန်ဖိုးတန်တဲ့အမွေနှစ်တစ်ခုကိုကျမတို့ကရေတိုလေးဇီးတို့ကလေးစားကြင်တာလေးနဲ့မလဲမိဘူးအင်းကြီးကလေးဝှစ်ချင်တာနဲ့မလဲမိဘူးလိုပါတယ်။